ကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာမင်္ဂလာပါဗျာဆိုတော့ဒီနေ့ကတော့ဒါတောက်ကြနေပေါ်လीနော်ဒါလီတွေပြန်လာပြီဆိုတော့နောက်တစ်ပတ်ကကျွန်တော်တို့ဒါ international break တော့ရှိမယ်ပေါ့နော်အဲ၈ရက်နေပေါ့လीနော်9ရက်၈ရက်နေကနေစပြီးတော့မှ ျွန်တော် international break အဲနှစ်ပတ်ဝင်မဲ့အနေထားမှာအဲတာမန်လိတွေကဒါ16ရက်နေ့မှပြန်လာမယ်ပေါ့နော် Premier League ကကျွန်တော်ကြားထဲမှာ international break ပြီးကြမှကျွန်တော်တို့ပြန်လာမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒါ international break မတိုင်ခင်နောက်ဆုံးဒါလိပွဲလိတွေเนาะဒီတစ်ပတ်ကျုံးပါမယ်ညီကိုတွေเนาะအဲ့တော့တောက်ကြစနေတနင်္ဂနွေကျွန်တော်တို့ကျုံးပါမယ်ညီကိုတွေအဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ live မရှိခဲ့ဘူးပေါ့နော် Europa League ၄ပွဲမှာတော့ကျွန်တော်ဒါအဲ၃စပွဲ Lyon အဆင်ပြေခဲ့ပေမဲ့ Porto ၂စပွဲကတော့ဒါပြား20ရှုံးနေဆိုတော့၂စပွဲတွေရှုံးခဲ့တယ်ပေါ့လေနော်မနေ့ကတော့ဒါပြားစွန်းလေးအဲ Porto အပါဝင်အားလုံးပေါင်း Total Grand Total ကတော့အနှုတ်120ပေါ့လေနော်ဘာဘာလေးမှိုင်းခဲ့ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါတောက်ကြနေနည်းနည်းလေးအဲစပွဲ၂စပွဲလေးတစ်ပွဲနဲ့အတူ၄သင်းပေါင်းလေးကျွန်တော်ဒါ၄ပွဲအဲလေးသင်းပေါင်းလေးတမောင်းပေါ့နော်ဆိုတော့အဲဒီနေ့ရဲ့အုံးတစ်ချက်၄ပွဲလေးကိုဒီ live မှာပြောပြီးမှာဖြစ်ပါတယ်နော်မနေ့ပြန်တော့နည်းနည်းလေး live များမယ်ဗျပွဲလေးများတော့ပေါ့နော် ်ထုံးစံတိုင်းကျွန်တော်လှီလေးခွဲပြီးတော့မနှက်ဖြန်ကြရင်တော့ကျွန်တော်ဒါ9နာရီဝင်းကျင်လောက်တော့ကျွန်တော်အတန်းနိုင်ဆုံးစောစောလေးတက်လာပေးပါမယ်เนาะအဲ့တော့ဒီနေ့ကတော့အားလုံးပေါင်း၄ဘွဲကျွန်တော်အဓိကထားပြီးပြောမှာဖြစ်ပြီးတော့နှစ်စားဘွဲလေးတစ်ဘွဲရှိပါတယ်ပြီးရင်တော့၄သမောင်းလေးတစ်မောင်းပြောပေးမှာဖြစ်ပါတယ်အဲ့တော့အသေးလေးလက်မလေးတရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကလေးเนาะကျေးဇူးများကြီးတင်ပါတယ်ဗျာ brother ညံဖြိုးမင်္ဂလာပါချမ်းမြေမင်္ဂလာပါကိုဟန်စောမင်္ဂလာပါဗျာဟိန်းစောနိုင်မင်္ဂလာပါညီကိုရေ brother free today မင်္ဂလာပါထွန်လင်းဦးမင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါဗျာ pop jar ဟိုပေါ့ပလုံးကြမင်္ဂလာပါကိုဟန်းအောင်မင်္ဂလာပါလာမင်းနိုင်မင်္ဂလာပါဇော်ရဲအောင်မင်္ဂလာပါတန်တိုးအောင်မင်္ဂလာပါဝေယံလေးမင်္ဂလာပါအဲဇော်ဆန်းလွင်မင်္ဂလာပါမမောင်အေးမင်္ဂလာပါတင်ကိုလက်မင်္ဂလာပါရွှေကြီးမင်္ဂလာပါဇော်ရဲအောင်မင်္ဂလာပါကိုဟန်းအောင်မင်္ဂလာပါဗျချစ်ကိုမင်္ဂလာပါကျော် H မင်္ဂလာပါ Zinus Boy မင်္ဂလာပါညီကိုေးအဲဆိုတော့ကျွန်တော်စလိုက်မယ်ဗျာနော်ဒီနေ့ကပွဲနေတယ်ဆိုတော့ကျွန်တော်ခက်သွက်သွက်လေးပဲပြောပြပါမယ်အဲ့တော့ဒီနေ့ကတော့ပထမဆုံးဒါအစောပွဲအနေနဲ့ကဟိုပါပေါ့နော် Premier League ရဲ့ အဲတပွဲတည်းသောထွက်နေတဲ့ပွဲကတော့ဒါဘုံမောင်းနဲ့ကျွန်တော်တို့ဖူဟန်ပွဲလေးရနေကျွန်တော်စပြီးပြောမိပါဖြစ်ပါတယ်เนาะအရာဝိုင်းစမဆောင်းကျင်တဲ့ညီကိုတွေအနေနဲ့ကလည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ အဲ့တော့ဗစာဘောနပ်စီရိုက်နေပါတယ်အသေးသေးသိလို့ဘာက wine space မြန်မာ facebook page နဲ့သူတို့ application သုံးဖို့ website လည်း customer service call တွေနှိပ်ပြီးတော့လည်း24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်အကျွန်တော်တို့ let's go ပါဗျအဲ့တော့ဒါဘုံမောင်းနဲ့ကျွန်တော် full hand နဲ့အနေထားမှာ level 90ဘုံမောင်းဘက်ကပေးထားပါတယ်နှလုံးကို80ရှုံးဆိုတဲ့ဝင်ရုံမျိုးနဲ့ဖွင့်လာတာဖြစ်ပါတယ်အဲ့တော့ဘုံမောင်းကိုပြန်ပြောရရင်ဒီရာသီမှာဘုံမောင်းအသင်းဟာအရန်ကြီးကောင်းတာမဟုတ်ပင်ပဲလို့ခြေစွမ်းငြိမ်နေလို့ကျွန်တော်တို့ပြောရမယ်အသင်းဖြစ်ပါတယ်နောက်ဆုံးနှစ်ပွဲဆက်သေးပွဲအဲရရှိတာလေ Leeds United အိမ်ခွင်မှာ တူးတူးနဲ့ကန်ပြီးတော့မှဒါညူကာဆယ်အသင်းကိုဇီးဇီးနဲ့ကစားထားတယ်ဗောလေဒါပေမဲ့ရှေ့မှာ Brighton အသင်းကိုအိမ်ကမှ2-1နဲ့နိုင်ပြီးတော့ Tottenham Hotspur အိမ်ဝင်းမှာ Z1 နဲ့အဝေးဝင်းကနေပုံပေါက်တို့နိုင်ထားပါတယ်သူတို့ရှုံးပွဲတစ်ပွဲတော့ဂျုံတွေ့ထားတယ်အဲ့ဒါက Brentford နဲ့ပွဲပါနော် Z2 နဲ့ Carabao မှာတော့ရှုံးထားပါတယ်ပြီးရင်တော့ဒီ Liverpool နဲ့အသင်းမှာပွဲဥထမှာ4-2နဲ့အဝေးဝင်းလေးရှုံးထားတယ်ဆိုတော့ပြန်ကြည့်ရရင်တော့ လက်ရှိ Premier League Rhythm ဟာဘုံမောက်တို့အဆင်ပြေတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပြီးတော့ခုလက်ရှိတေဘယ်စရာရည်တည်မှုရအဆင်6เนาะအဲတိုတယ်17မှတ်နဲ့ဒါအဆင်6မှာရည်တည်နေပါတယ်အဲ့တော့ရှုံးမွဲတပွဲပဲဂျုံတွေးရသေးတယ်ဂျုံလာလေ Liverpool ပွဲဆိုတော့ဒါနားလည်းပြေလို့ရတယ်ပြောချင်တာကဘုံမောက်ဒီရသည်အဲလက်ရှိချီစမှာမဆိုးဘူးပေါ့เนาะအဲ့ဒီထဲမှာမအိမ်ဝင်ပေးတဲ့အနေထားမှာ ညူကာဆယ်အသင်းကိုဘုံပေါက်အင်ခွင်ကနေ level 50ရှုံးပေးခဲ့ပါတယ်။ Brighton အသင်းကိုဒဲကြီးပေးတဲ့အခါမှာ2-1နဲ့အောင်ခဲ့တယ်။ဒါပေမဲ့ Carabao မှာ Brentford အသင်းကို level 100ရှုံးကြီးမှာ0-2နဲ့ပွဲပြီးခဲ့တယ်။ဆိုတော့အခုပေးတဲ့ level ရှုံးအရ Fulham လိုအသင်းဟိုပေးထားတဲ့ G အနေနဲ့စဉ်းစားမယ်ဆိုရင်တော့ဒါပေးတဲ့ဝင်ရိုးကူမှာပြင်းတဲ့ဘက်ကိုရောက်မယ်လို့ကျွန်တော်ကတော့သုံးသက်တယ်။အဲ့တော့တစ်ဖက်ကအသင်း ဖူဟန်ပေါ့နော်အဲ့တော့ဒီတစ်ခါကဘုံမောက်ကိုကြည့်ရရင်လည်းလက်ရှိအိမ်ကွင်းနောက်ဆုံး၅ပွဲဆိုပေါ့ဒီရသည်ရသည်ရုပ်ပွဲစဉ်ဆက်လို့လက်ရှိချိန်ဒီနောက်ဆုံးအိမ်ကွင်း6ပွဲမှာကျွန်တော်တို့ဂိုးပေါ်တာတစ်ပွဲပဲရှိတယ် over 2.5ကဒီ Brighton နဲ့ပွဲပါ Channel ပွဲအားလုံးက under 2.5တွေဖြစ်ထားတယ်ဒီထဲမှာ Wolverhampton လိုအသင်းကို1-0နဲ့ဂျီနက်ခဲရတဲ့ဟာတော့တိတ်တော့အဲတိုက်စစ်ကိုအရင်ကြီးသဘောမကျဘူးပေါ့။ဒါပေမဲ့ Wolverhampton ကိုပေးတဲ့ကြီးကဘုံမောက်အိမ်ကမှာတလုံး90ပေါင်းပေးတာကြောင့်အခု Fulham ကိုပေးတဲ့ကြီးဟာ ဒါပြင်းတယ်လို့ကျွန်တော်တို့ပုံမှန်ကိုသုံးသပ်မှာဖြစ်ပါတယ်တဖက်ကဖူဟန်ဟာလက်ရှိအနေအထားအရသိရမှာကတိုက်စစ်မှု Jimenez ကနောက်ဒါ Munich ကနှစ်ယောက်လုံးဟာနော်ဒဏ်ရာသွားတဲ့အတွက် Traore Traore ကိုပဲအထောင်တိုက်စစ်မှုထားပြီးတော့ Iwobi နဲ့ Wilson ကိုတောင်းပန်ထားပြီးပွဲထွက်လာမှာဖြစ်တာကြောင့်တေချာပါဖူဟန်ရဲ့တိုက်စစ်ဟာအားလဲနိုင်ပါတယ်နော်အဲ့တော့လက်ရှိအနေအထားအရဂိုးပေါင်းကြီးဟာနှလုံး80ရုံးဆိုတဲ့ပမာဏမျိုးဟာဖူဟန်ဘက်ကတိုက်စစ်မှုပါတယ်ဆိုရင်တော့ဂိုးဘော်ဘက်ကိုရွေးရမှာဖြစ်ပြီးတော့အခုလက်ရှိအနေအထားအရနော်တိုက်စစ်မှုနှစ်ယောက်စလုံးကျိုးနေတဲ့အနေအထားမျိုးမှာနှလုံး80ရုံးဖွင့်ခြင်းဟာ ဘုံမောက်ရဲ့ level တရားရှုံး body ဝင်ရိုးကိုတွားပြီး support ပေးနေတယ်လို့ယူဆတာကြောင့်ကျွန်တော်တို့နေချင်းနေဘုံမောက် body ကပိုပြီးအဆင်ပြေနိုင်တယ်ဗျ Jimenez ကမြူးနစ်ကမရှိတဲ့တိုက်စစ်ဟာ Traore နဲ့အဲ့လောက်ကြီးတော့ ဖူဟန်တိုက်စစ်ကအလုပ်ဖြစ်မယ်မထင်ဘူးတစ်ဖက်ကဘုံဘောက်ကလည်းလက်ရှိချော့ဆော့နေတာဖွင့်ဆော့တာမဟုတ်ဘူးအောက်ကနော်လက်ရှိကာရာဖောင်အန်နာ2.5တွေကြီးပဲတဲကန်နေတာနော်နယူကာဆယ်လိုအသင်းကိုတော့ဂိုးမပေးရဘူးဆိုတဲ့ကဖူဟန်အနေနဲ့လက်ရှိတိုက်စစ်မှုမရှိရနေတာမှာနှလုံး80ရှုံးကဂိုးဘောက်ဝင်ယူအန်နေများနိုင်တာကြောင့်ကျွန်တော်ရွေးမယ်ဆိုရင်နော်ဘုံဘောက်ဘော်ဒီပဲရွေးချယ်ရမှာဖြစ်ပါတယ်ဘုံဘောက်ဘော်ဒီဖြစ်ပါတယ်တကယ်၍ရှုံးမှာနော်တရေပွဲအဲဖြစ်သွားမှာကြောက်တဲ့ညီကိုတွေအနေနဲ့ကတော့ဒါ wins ပေါ်မှာ 1x double chance နဲ့နော်ဘုံဘောက်နေရင်တော့ဒါရှုံးမရှိနိုင်ဘူးလို့ယူဆပါတယ်နော်အဲ့တော့လက်ရှိကတော့ဒဲ ယ်ကြီးနဲ့ဖွင့်ထားပါတယ်နော်မလေးကြီးတယ်ကြီးမှာ48ရာခိုင်နှုန်းရှိပါတယ်ဒါ1000လောင်းရင်အဲလက်ရှိတေးဆိုရင်လုံးဝမရှုံးဘူးအဲ 1z ဆိုရင်နိုင်မဲ့အနေထားပေါ့လေ 1z နဲ့ဆိုရင်တော့ဒါ9000ပဲပြင်ရမယ့်အနေထားမှာဇာနေနေနဲ့ကျွန်တော်တို့ဒါအရှုံးမရှိတဲ့အနေထားနဲ့ဆိုရင်တော့ကျွန်တော်တို့ဒယ်ကြီးနဲ့ပဲ recommend ပေးပါတယ်ပုံမှန်ဒီပွဲမှာလုံးဝမရှုံးဘူးလို့အားမခံပါတယ် 1x တဲ့ပဲ chance ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော်ဒီနေ့ရဲ့နှစ်စာပွဲလေးဖြစ်တဲ့ဒါ Hoffen Hein နဲ့ Cologne ပွဲလေးဖြစ်ပါတယ်အဲ့တော့ Hoffen Hein အိမ်ကွက်မှာ level တရာရှုံးဝင်ရိုးကမှာအသုံးလုံးတည်နေပြန်ကားထားပါတယ်ဒီနေ့သင်ရဲ့ ဒါ shit တစ်နှစ်ကပေါ့နော်နောက်ဆုံးထိတဲ့တွေ့ဆိုမှုရာ2024နှစ်လပိုင်းမှာ Hoffen အိမ်ဝင်မှာ Hoffen ရတလုံး50ပေါင်းပေးပြီးတော့11ဆိုတဲ့ရာလနဲ့ကျွန်တော်တို့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားရလည်းပဲတရားရှုံးဟာမနစ်ကလောက်တော့မပြင်းဘူးဆိုပေမဲ့ Hoffen ဟိအိမ်ဝင်တမိုင်းတစ်လျှောက်မှာပေးခဲ့တဲ့ဂျီအနေနဲ့စဉ်းစားမယ်ဆိုတော့ပေးတဲ့ဝင်ယူပြင်းတဲ့ဝင်ယူထဲမှာပါတယ်ဖြစ်ပါတယ်အဲ့တော့တမိုင်းတစ်လျှောက်မှာတော့ Hoffen အသင်းဟာဒီ2025နောက်ပိုင်းတောက်လျှောက်က ရှုံးပွဲဆိုလို့ဒီ2023ဒီလေးလပိုင်း22ရက်နေ့တပွဲပဲကိုလုံအသင်းကိုအိမ်ကွင်းမှာရှုံးတာပါဂျန်နေပွဲအားလုံးဟာတော်တော်များများကြီးအောင်ထားတယ်မနေ့ကတော့ဒါတနေ့ကတော့ဒီ1-1နဲ့တည်ကြထားတယ်ပေါ့လေအဲ့တော့တစ်ဖက်ကအသင်းလက်ရှိကတစ်ဖက်ကကာရန်ဖောင်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဟော်ဖိုင်းအသင်းကကိုလုံကအသင်းကလက်ရှိကာရန်ဖောင်ရ over 2.5များတဲ့ဘိုဒင်းတူစကိုတွေတောက်လျှောက်ဖြစ်ထားတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာ private အိမ်ကွင်းမှာဟော်ဖိုင်းဟင်းရဝေးခွင့်ရနေ1-1နဲ့သာဂျင်းနေခဲ့ရပြီးတော့ နော် boarding loss ကိုဖြစ်ပင်မဲ့လေ over 2.5တော့မရောက်ခဲ့ဘူးပေါ့လေအဲ့တော့လက်ရှိ level တရားရှုံးမှာသုံးလုံးတည်ပြီးထားတာကြောင့်တစ်ဖက်ကကိုလုံနေနဲ့တရားပေါ900နိုင်နဲ့ကြီးလို့ယူဆတယ် boarding loss ကိုမိုက်ပါတယ်9ပေါ်လီကြိုက်ပါတယ်ဆိုတော့တစ်ဖက်က ဒီ Hoffen အင်းအနေနဲ့လက်ရှိ Counter Form အရဒီနောက်ဆုံးပွဲမှာ Freiburg ကို1-1ရှိမှဒါ Bayern Munich အသင်းကို1-4နဲ့ရှုံးလာတယ်ဒါပေမဲ့ဂိုးသွင်းလာတယ် Union Berlin အင်္ဂွမှာ2-4နဲ့ဒါဖွင့်စော်တယ်ပြီးတော့ Frankfurt အသင်းကို1-3နဲ့ကန်တယ် Leverkusen အင်္ဂွမှာ1-2နဲ့နိုင်ထားတဲ့ပုံအရလက်ရှိကန်ခဲ့တဲ့ Bundesliga 5ပွဲလုံးဟာ Bundesliga ကိုဖြစ်တာတယ် Over 2.5လေးပွဲဖြစ်တာပါတယ်အကုန်လုံးဘက်ကိုပြန်ကြည့်ရရင်လည်း Tony Lehmann နောက်ဆုံးပွဲမှာ Stuttgart ကိုဒါ1-2ပေါ့လေအဲတော့ကျွန်တော်တို့သုံးလုံးတည်ကြီးကို5ပေါ်လေးနေခဲ့တာဖြစ်ပါတယ်เนาะရှေ့မှာဒီ Leipzig အင်္ဂွမှာတို့3-1ဖြစ်တယ်ပြီးရင်ဒီ Wolfsburg အသင်းကို3 3-3ဖြစ်တယ်ပြီး fry back ကို4-1 mace အိမ်ကမှာ0-1ဆိုတော့လက်ရှိကိုလုံးရဲ့တိုက်စစ်ကလည်းတော်တော်လေးအလုပ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့လက်ရှိနေသားရနေရမယ်ဆိုတော့ဒီဘက်သုံးလုံးတည်မှာ goal ball လေးနေပါတယ်ဒီနေ့ရဲ့နှစ်စားပွဲဖြစ်ပါတယ် Hoffen Hain goal ball ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲမိုက်တာက Paris FC နဲ့ Lorient ပေါ့နော်အဲ့တော့ဒီမှာ ပေးထားတဲ့ကြေးကတလုံး90ပေါင်း၃လုံး40ပေါင်းဖြစ်ပါတယ်ဒီနှစ်သိန်းရဲ့ပြီးခဲ့တဲ့ရာသီထိတဲ့တွေ့ဆုံမှုအရသူတို့က2ခု2ကနေနှစ်သိန်းစလုံးတန်းတက်လာတာဖြစ်ပါတယ်အဲ့တော့ဒီပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့ကြေးက Paris အင်္ဂါမှာဒဲကြေးပေးပြီးတော့3ခု2ခုနဲ့ Paris FC ကအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့လက်ရှိပေးထားတဲ့ကြေးကမနေ့ကဒဲကြေးကိုမှအခုဒီနေ့မှတလုံး90ပေါင်းဆိုတော့မတရားကြီးပြင်းတော့ပါတယ် Paris Body ကပေါ့နော်ဒါပေမဲ့အင်္ဂါမှာနိုင်ဦးတာ ကြီးအောင်မူတာအဲ့ပြီးခဲ့တဲ့ရာသီတရာသီပဲရှိတယ်ရှေ့မှာ2019တော့လည်းပဲ50ကျုံတူတူဖြစ်တယ်2019မှာ11ဖြစ်ခဲ့တယ်ပေါ့နော်ဒါဒါလေးတော့ရှိပါတယ်ထူထူကြတာဟာဒီနှစ်သင်းရဲ့ Titanic ကို Paris England တမိုင်းတစ်ချောင်းမှာတွေ့ဆုံတဲ့၃ပွဲလုံးဟာ Bodin Lu score တွေဖြစ်ထားတယ် over 2.5နှစ်ပွဲဖြစ်ထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိ Paris FC ကိုကြည့်ရရင်เนาะ Liadi မှာခြေစွမ်းကောင်းတယ် Brass ကိုနိုင်လာတယ် Mass ကိုနိုင်လာတယ်ဒါပေမဲ့တောက်လျှောက်နောက်ဆုံး၅ပွဲဆက် Bodin Lu score တွေတွေ့ရတယ်နောက်ဆုံးပွဲမှာ Nice အင်ကွင်းမှာတော့တည်ရတယ်ဆိုတော့လက်ရှိတိုက်ဆက်ကအလုပ်ဖြစ်တာတွေ့ရပါတယ်အဲ့တော့ဘက်ကအသင်းက ဒီဒီ Lorian ပေါ့နော် Lorian အသင်းဟာပြီးခဲ့တဲ့ပွဲမှာ Monaco လိုအသင်းကို3ဂိုးတကိုးနဲ့နိုင်သားတယ်เนาะပြီးရင်ဒီ Marseille အသင်းကို4ဂိုးပြန်နဲ့ရှုံးတယ် Lille အသင်းကို1-4နဲ့ဆိုတော့ခြေစွမ်းတော့မတည်ငြိမ်ဘူးဒါပေမဲ့တည်ငြိမ်တာကခံစစ်ပေါက်တဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့လက်ရှိနေသားအရာကအဝေးခွင့်နောက်ရှောက်ပေါက်တဲ့အနေအထားမျိုးမှာ1-1တော့ ACC ဒီပွဲဖြစ်မယ်လို့ယူဆတယ်1-2 2-1ကစကြည့်ရမယ်အနေအထားဖြစ်တာကြောင့်3လုံး40ပေါက်မှာဒီပွဲလဲကျွန်တော် Paris Go Body ရွေးချယ်ထားပါတယ်လီဂူ1ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ဆုံးပွဲအနေနဲ့က ကျော်ဗီရိုနာနဲ့ဆဆိုလိုပွဲလေးပြောပါမယ်အဲ့တော့ဒီနေ့ကတော့ဂရာဖီနဲ့ဟိုဆဆိုနာပွဲလေးတော့ရှောင်းနေပါလိနှလုံး80ပေါင်းကလေဂိုးပေါင်းကြီးအရန်ပြော့တယ်ဗျာသို့ပေမဲ့အဲဂရာဖီလက်ရှိကန်ခဲ့တဲ့ပုံအရာ over 1.5တွေများတယ်ပေါ့နော်အဲ့တော့ဟို11သို့မဟုတ် 2C 02ကအမြဲတမ်းဖြစ်နေတာအကြောင်းဂရာဖီရဲ့နှလုံး80ပေါင်းဂိုးပေါင်းကြီးကကျွန်တော်ကတော့အပေါ်ပဲ ကြိုက်တဲ့အတွက်ကျွန်တော်ဒီဘောလေးတော့ရှောင်လိုက်တာဗောနော။ Osasuna လည်းလက်ရှိ Gara Fan ကိုရာ cancel အသားပေးပြီးကန်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။အတော့ဘာကလက်ရှိပြန်ပြောရရင်တော့နောက်ဆုံးပွဲကဒါ Verona နဲ့ဆက်ဆိုးလို့ပွဲပါ။အတော့လက်ရှိ Verona တဲ့ကလည်းပဲ30ရှုံးမှာနှလုံး30ရှုံးနဲ့ပြန်ကာထားပါတယ်။အဲဒီနှစ်သင်းရဲ့ဒီ2024နောက်ဆုံးထိတဲ့တူဆိုမှုရ Verona အိမ်ကွင်းမှာလည်းပဲ50ရှုံးပေးခဲ့တယ်။ 1C နဲ့ကျွန်တော်တို့ပွဲပြီးခဲ့တဲ့အတွက်အခုပေးတဲ့ level 30ဟာအဲအရန်ကြီးမပြင်းဆိုရင်တော့မှပေးတဲ့ဝင်ရိုးအတိုင်းပဲပေးထားတယ်ပေါ့ဒါပေမဲ့ကိုမောင်ကြီးနှလုံး30ရှုံးဟာဒီ Verona ရဲ့လက်ရှိ DRD ရဲ့ Counter Fan ရာ cancel အသားပေးတဲ့ 看着。 ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဟိုဒီရာသီမှာသူတို့ရှုံးလာတာနှစ်ပွဲလာဇီယိုအိမ်ခွဲမှာရှုံးတယ်ရိုမာအိမ်ခွဲမှာရှုံးတယ် 4C 2C နဲ့ဂျန်နာရီအားလုံးကဂျူဝင်ကိုတေးကန်လာတယ်ဒီဒီဗနက်ဆီယာအသင်းကိုတေးကန်တယ်ခရီမိုနစ်ကိုတေးကန်လာတယ်ဆိုတော့အန်နာ2.5အများစုနဲ့ကန်ဆယ်အသားပေးပြီးကန်တဲ့အတော့ဒီပွဲမှာဗီရိုနာအနေနဲ့လည်းရှုံးမဲ့အနေထားမှာမရှိနိုင်ဘူးဒါပေမဲ့တစ်ဖက်ကဆာဆူအူလိုအသင်းဟာတိုက်စစ်ပိုင်းကောင်းတယ်ဒါပေမဲ့အဝေးကွင်းအနေငယ်ညံ့နေတယ်မှာပါတယ်ပေါ့နော်နောက်ဆုံးမှာဥဒီနစ်ကိုနိုင်ပေမဲ့ကိုမိုရှုံးတဲ့အင်တာကိုရှုံးတယ်ပြီးရင်ခရီမိုနစ်ကိုရှုံးတဲ့ပွဲတော့ကျွန်တော်တိတ်လက်ခံစရာမရှိဘူးပေါ့လေခရီမိုနစ်ကို3-2နဲ့ရှုံးလာ တဲ့အချက်ကြောင့်တော့ဒီဆက်စုလိုဘော်ဒီရာအနေနဲ့အနေငယ်လေးများနိုင်နေပြ။ဒါပေမဲ့လက်ရှိဇာယက်တီမှုအရာက ဒီဘွဲကဒါလက်ရှိဒါဆဆိုလိုကအဆင့်73ဗရိုနာကအဆင့်79ဖြစ်တာကြောင့်ဗရိုနာကအမှတ်ပိုလုံနေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါပေမဲ့ level 30ဆိုတော့ပမာဏအရာကျွန်တော်တို့ဆဆူလိုပဲကြိုက်တယ်ပေါ့နော်။ဒါပေမဲ့လည်းဒါဒီကြောင်နဲ့တော့ပွဲတွေတော့မပါဘူး။မောင်းနေပဲထည့်ထားပါတယ်နော်။ဆဆူလို body ဖြစ်ပါတယ်။ Okay ပါ။ဒါဆိုတော့ဒီ level လေးတွဲလိုက်ရင်တော့ဒီနေ့ရဲ့လေးသန်းမောင်းလေးရမှာဖြစ်ပါတယ်။ဒီနေ့ရွေးချယ်မှုကတော့ဒါဒီနေ့နှစ်ပွဲပဲ။နောက်ဒီကြောင်နဲ့တော့ပွဲနှစ်ပွဲပဲရှိပါမယ်။3ရက်10လ95ရွေးချယ်တာဒီကြောင်နဲ့တော့ပွဲနှစ်ပွဲရတော့တပွဲက2ဆပွဲပါ။ Hoffenheim 9ပေါ်ဖြစ်ပါတယ်။တပွဲကတော့ UU ပွဲဖြစ်ပါတယ်။ Paris FC 9 ိုးပေါ်ဖြစ်ပါတယ်။ဟုတ်ပြီပါ။ဆိုတော့ဂျန်နဲ့ဒီနှစ်ပွဲပေါ်မှာနောက်ထပ်ဆက်စုအိုလိုဘော်ဒီနဲ့ဒါဘုံမောက်ဘော်ဒီလေးတွဲလိုက်ရင်တော့ဒီနေ့ရဲ့လေးသိမ်းမောင်းလေးရမှာဖြစ်ပါတယ်။ဟုတ်ပြီပါ။ဒါဆိုတော့ဒီနေ့ဒါဘွဲ့ချုပ်သုံးသက်ချက်ချက်လေးကိုကျွန်တော်ဒီလောက်နဲ့ပဲရန်နာပြစီညီကိုရီနော်ဒါအသေးလေးလက်မလေးတယောက်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါဦးညီကိုရီဒီ live လေးကိုလည်းဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတယောက်ချင်းတမားတွေပြမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck